မရောက်နိုင် ရောက်နေတဲ့အချိန်မှာပြစ်ခတ်နိုင်တာကဒါကြီးမားသောအောင်မြင်မှုတရလို့ပြောလို့ရတယ်ဒါမင်းအောင်လိုင်ကိုလည်းအဲချိန်ချောင်းနိုင်တယ်ဗောနောမင်းအောင်လိုင်ဟိုနရွက်ကိုသရွေးဆွတ်လိုက်နိုင်တဲ့အလုံးမဲမင်လာပါမင်လာပါဆိုင်မင်လာပါဘုံဟုတ်ဒီနေ့က2025ခုနှစ်အော်တိုဝါလာ၄ရက်နေဗောနောအဲ၄ရက်နေဒါမနေ့ကတော့ ဟို comment လေးရေးတာသတင်းတင်ဆက်တာအချိန်ပြောင်းသွားပြီလားဆိုတော့ကျွန်တော်မနေ့ကဒါ interview တစ်ခုဝင်သွားတဲ့ခါကျတော့ကျွန်တော်သတင်းတင်ဆက်မှုလည်းမပြအောင်ဆိုပြီးတော့မှာပေါ့နော်မနေ့ကကျွန်တော်ဒါတပုတ်ထပ်ပြီးတော့မှာဒါမနေ့ပိုင်းတပုတ်လေးထပ်ပြီးတော့မှာတင်ကြည့်တာပေါ့နော်တင်ကြည့်တာဒါအဲဒါဟိုပိတ်တက်ပိတ်တက်ဆိုကြီးရှုတဲ့သူပေါ့နော်ကျွန်တော်တို့ကြီးရှုအားပေးတဲ့သူအဲဟိုဟာဖြစ်တယ်မနေ့ပိုင်းမှာလည်းများတယ်ဆိုလို့ရှိရင်ကျွန်တော်နောက်ပိုင်းမှာတရက်ကိုနှစ်ပုတ်ဖြစ်အောင်လို့ ဒါစီတင်ထားတယ်ပေါ့နော်နှစ်ပုတ်ပြည့်အောင်ဆိုဒီလိုမျိုးပေါ့ညနေကျွန်တော်ညဘက်ကြတော့ဥမာဧည့်သည်အဲကက်စပီကတယောက်နဲ့ဖြစ်ဖြစ်ပြောပြီးတော့မှနောက်မနေ့ကျမှကျွန်တော်တို့ရဲ့ပုံမှန်သတင်းတင်ဆက်မှုဒါမှမဟုတ်လို့ရှိရင်လည်းညနေကိုကျွန်တော်တို့ကကျွန်တော်တို့သတင်းတင်ဆက်မှုပေါ့နော်မနေ့ပိုင်းကိုကျွန်တော်တို့ဒါကက်စပီကနဲ့ပြောတဲ့ဟာလေးတွေကျွန်တော်ဒီရက်ပိုင်းမှာလည်းဒါချိတ်ဆက်ထားတယ်ပေါ့နော်ချိတ်ဆက်ပြီးတော့မှဒါ CDN တွေဘဝပေါ့အဓိကကကျွန်တော်တို့ဟိုပါပေါ့ CDN ဘယ်လိုလှုပ်လာခဲ့လဲဆိုတော့ ဟာတွေကတော့ကျွန်တော်တို့ကုံဆုံးသွားပြီဟုတ်ကုံဆုံးသွားပြီဒါတွေကကျွန်တော်တို့အကုန်လုံးလည်းတည်ပြီးသွားပြီဟာကျွန်တော်တို့ဘယ်လိုလှုပ်လာခဲ့တယ်ဘယ်လိုမျိုးထွက်လာခဲ့တယ်ဆိုတဲ့ဟာတွေကကုံဆုံးသွားပြီဘယ်လိုဖြတ်တန်းရတယ်ဆိုတဲ့ဟာလေးတွေနည်းနည်းကြံနေတာပေါ့နော်ကျွန်တော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့မှဒါဘယ်လိုဖြတ်တန်းရလဲဘယ်လိုမျိုးတွေလက်ရှိဘယ်လိုမျိုးတွေလုပ်နေရလဲဆိုတဲ့ဟာလေးပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့ဒါဝန်ထမ်းတော်တော်များများကစီရီယံလုတ်ပြီးတဲ့နောက်ပိုင်းမှာသူကတော်တော်များများရိုင်းသွားကြတယ်ဆိုင်ဟုတ်ဘာလို့လဲဆိုတော့ တဘွားလုံးကဝန်ထမ်းပဲလုပ်ဘူးတာဆိုတော့လေအပြင် ပဝင်းကျင်ကိုကျွန်တော်တို့ကထီတွေးမှုတိတ်မရှိခဲ့ဘူးကျွန်တော်စစ်သားကပိုးဆိုးတာပေါ့နော်စစ်သားကရက်ွက်ထဲမှာလည်းမနေရအပြင်မှာသူများတွေဘာလို့စားရတယ်ဘလိုမျိုးစီးပွားရေးဟိုဘလိုမျိုးလုပ်ရတယ်ဆိုတဲ့ဟာလည်းစီးပွားရေးလက်လက်လည်းမမြင်ဘူးပေါ့နော်လက်မမြင်တော့ဘာဖြစ်ကုန်လဲဆိုတော့စစ်သားတော်တော်များများကအခုစစ်ဘိုလ်ချုပ်တော်တော်များများကသူကအပြင်စီးပွားရေးလက်မမြင်တဲ့ခါကျတော့အတွင်းကစီးပွားရေးကိုပဲနှိုက်ပြီးတော့ခိုးတော့တာပေါ့နော်နောက်ဆုံးတော့ခိုးရတဲ့အဆင်ပြေတော့တာပေါ့သူကဟို တထဲမှာလောက်တော့လေသူလုပ်ငန်းပေါ့နော်လုပ်ငန်းတထဲမှာလောက်တဲ့လုပ်ငန်းတွေကပြင်မှာတချို့ဟာတွေကလှုပ်ရှားလို့မရတဲ့ဟာမျိုးကြီးပေါ့တခါကြီးဥဥမှာကျွန်တော်လေတက်မှာဆိုရင်တော့ဒါ engine air frame ပေါ့နောက်တစ်ခုက radar အဲ့ဒါတွေနဲ့ပတ်သက်လို့ဟာအပြင်မှာကျတော့ဘုံကလည်းအသက်ကန့်တက်နေပေါ့ဒါခေါ်တဲ့ခါကျတော့စစ်တက်ကထွက်ပြီးတော့မှအသက်၄၅၆၀ကြာမှတခြားကုမ္ပဏီတွေကလည်း မခေါ်တော့ဘူးတခြား airline တွေရဲ့တခြား company တွေရဲ့ security ပဲရတယ်လုံးလုံးကြီးပဲရတော့အဲ့တော့ဒီ tag ကပဲဖြစ်ဖြစ်အကြောင်းဆရာဆရာမဟိုဟာပေါ့ဝန်တန်းတွေပါတယ်အဲ့တော့ CDN လောက်လာပြီးတော့မှသူ့ရဲ့ဘာသာရက်ကိုအပြင်မှာတင်ကြားလို့ရတယ်ကျွန်တော်တို့ကျော် radar ဖြစ်သွားပြီပေါ့နော် radar operator တို့ပါတော့ကျွန်တော်အပြင်လုပ်ငန်းတွေမှာ radar operator နဲ့ပတ်သက်တဲ့ဟာမရှိဘူးဒါပေမဲ့ခုနကတမောလိုင်းတို့ပါတော့မှတော့ရှိရပေါ့နော်အဲ့ဒါတွေကလည်းခုနကလိုအသက်ကန်တက်နေဆိုတော့ တုံးစားမရတော့ဘူးလို့ပြောပါဦးအဲ့ဒါပေါ့ကျွန်တော်တို့အဲ့တော့နောက်ဆုံးဒါစစ်တပ်ကမထွက်ရခင်မှာအနာမီယူခင်မှာသူကရှစ်ဖို့ချုပ်တွေတော်တော်များများကရှစ်ဖို့ချုပ်တွေမဟုတ်ပါဘူးကျန်တဲ့အောက်ခြေကလည်းရရင်ရတယ်လို့ပေါ့နော် အာဂျူကလည်းအာဂျူ တာဝန်ဟိုရိတ်ခစတိုမန်းရယ်ရိတ်ခစတိုမန်းရဲ့လုတ်လုတ်ပိုင်ခွင့်တိုင်းစီကိုတော်တာဝန်ကလည်းစီကိုတော်တာဝန်ကလုတ်ပိုင်ခွင့်လုတ်ပိုင်ခွင့်တိုင်းပေါ့နော်ဖုန်းကြီးလူထွက်တို့စစ်သားလူထွက်တို့ဆိုအဲဒီမှာသွားတိုင်ပတ်တာပဲဟုတ်တယ်ဟုတ်တယ်အဲ့တော့ဒီဟာလေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့နည်းနည်းရိုင်းသွားတဲ့ချိန်မှာကျွန်တော်အပြင်မှာတော့ဒီတိုင်းစကားလေးတွေပြောကြည့်ရယ်ပြောကြည့်ဟာဘယ်လိုမျိုးဖြတ်တန်းရလဲဘယ်လိုမျိုးနေရလဲဆိုတော့တချို့ကကြတော့အဲ့ဖြတ်တန်းမှုဘဝကိုပြောပြခြင်းတယ် ဒါပေမဲ့တို့ကမျက်နှာမပြတဲ့လူတွေပေါ့နော်ဒါလည်းတို့ကိုကျင်းစာပေးရမှာပေါ့တချို့က silent နေတယ်ဒါပေမဲ့ကိုယ့်အကူမရရတဲ့အလုပ်ကိုရှာဖွေးပြီးတော့မှလုပ်ကြတယ်ပေါ့တချို့ကကြတော့ silent လည်းမနေဘူးမရရတဲ့အလုပ်ကိုရှာဖွေးပြီးတော့မှလုပ်တယ်ပေါ့နော်အဲ့လိုလူမျိုးတွေကြတော့ထွက်ပြီးတော့မှပြောရဲတယ်ပေါ့ public မှာပြောပြတို့ဘဝခံစားကြတယ်ဟိုတရက်ကဆိုတာအိမ်ကိုတယောက်လာလင်းနဲ့ဒါတို့ရဲ့ဘဝအတွေ့အကြုံတွေဘယ်လိုမျိုးဖြတ်သန်းရလဲဆိုတဲ့ဟာတွေပေးကြည့်ရအောင် ဒါနဲ့ပတ်သက်လို့ကျွန်တော်ဒါစကားဖြေသွားမှာဆိုလို့နောက်ပိုင်းတွေမှာထပ်ပြီးတော့မှတင်ဆက်ပေးမယ်ဗောနော်ဟုတ်ဒါတော့ဒီနေ့ကတော့အပေါ်ထုံးတန်တိုင်းပဲသူကြသတင်းတွေပေါ့နော်ဆရာကြီးဟုတ်ဒီနေ့ကတော့ကျွန်တော်တို့အရခတ်တတော် AA ကနေမှသတင်းကျွတ်ကာလမှာဒေတန္တရအမိတ်ထုတ်လိုက်တာပေါ့နော်အဲ့ဒီကတော့ခုနပထမတစ်ချက်ကတော့ကျွန်တော်တို့မလောက်အဖဲနဲ့လူစုလူဝေးမလောက်ဖို့အဲနောက်တစ်ချက်ကတော့ဒါစစ်ကောင်စီအနေနဲ့ကတော့ခုနလို့ သတင်းကြော်ကာလာတွေအခကြီးရက်ကြီးတွေပါတွေမချောင်ခွင်းနဲ့လေကြောင်းတိုက်ခိုက်မှုလုံးလာနိုင်တဲ့အတွက်ကြောင့်ပေါ့လေည7နာရီခွဲနောက်ပိုင်းကိုဒါမလို့အဖဲနဲ့မီးတွေမထွန်းထားဖို့ဟိုဆိုလိုတာကညဘက်ဆိုရင်တော့မီးမိတ်လို့ဒါပြောချင်တာပေါ့နော်နောက်တစ်ခုကဒါမီးမီးအိမ်ကိုဒါတစိမ်းဧည့်သည်ဖြစ်ဖြစ်ဟိုလာမယ်ဆိုရင်ခုနလိုရက်ကွက်အချိုးရည်မှုတို့ပါတော့ပေါ့နော်ဒါအဲ့စင်းတိုင်မှုပုံစံမျိုးသူဒါအမိန့်ထုတ်ထားတာပေါ့အဲ့ဒီမှာနောက် ်ညဘက်ဆိုရင်မလို့အဖက်နဲ့ဟိုစူးစူးညံ့ညံ့မလို့ဖို့တွေအဲ့ဒီဒေတန္တရအမိတ်တွေကမှမလိုက်နိုင်ဘူးဆိုရင်အေးယူမယ်ဆိုတော့အချက်လေးတွေတွားတွေ့ရတာပေါ့နော်ဘုဟုဒါကတော့ဒါခါကြီးရဲ့ကြီးပေါ့နော်ခါကြီးရဲ့ကြီးမှာကျွန်တော်တို့လူမျိုးတွေကဒါဗုဒ္ဓဘာသာဝင်နေများတယ်ပေါ့နော်ကျွန်တော်နိုင်ငံကဗုဒ္ဓဘာသာဝင်နေများတဲ့ခါကြတော့ကျွန်တော်ခါကြီးရဲ့ကြီးတရင်ကျိုးတို့တစောင်းနိုင်တို့ဆိုတော့ရက်ဒီမှာမိထွန်းပွဲတော်တို့တရင်ကျိုးဆိုလို့ရှိရင်ဒါအဖျား ဟိုနက်ပြီကနေဆင်းလာတယ်ဗောသူအမေကိုဒါတွားပြီးတော့မှအဲဟွာလှုပ်ပြီးတော့မှဟိုတရားဟောပြီးတော့မှပြန်ဆင်းလာတယ်ဗောနော်ဟွာဟွာကျွတ်တဲ့အခါအဲ့ဒီမှာသူကမိဘမြန်နေနဲ့မိဘမြန်လှုပ်ပြီးတော့ကြိုးဆိုတာတို့ဘုရားကိုကြိုးဆိုတာတို့ပြီးလို့ရှိရင်ကို့အိမ်မှာဒါခြံစည်းယိုးကအစဟိုမိဘတို့ဒါအိမ်သားအဆုံးဗောနော်ပြောင်းနိုင်နေထုံးပြီးတော့မှတိန်လုံးစီမီထိန်နေလင်းပြီးတော့မှဒါဟွာဖြစ်ချင်းတဲ့ဆန္ဒကတော့ဒါကျွန်တော်လူမျိုးတော်တော်များများမှာ ရှိတယ်ဗောနော်တော်များများမှာရှိရဲကျန်တဲ့ဘာသာဝင်တွေကလည်းဒါဒီဗုဒ္ဓဘာသာသတင်းကျိုးပွဲတော်မှာဆိုဝါကျိုးပွဲတော်မှာဆိုလို့ရှိရင်ဒါဝင်ပြီးတော့မှဆင်နွှဲတာကြီးလည်းရှိတယ်ဗောနော်ရှိတဲ့အခါကျတော့ဒါတို့ကဒီကာလမှာလေချောင်းအန်နီရယ်ကိုကြောက်ရတဲ့အတွက်ဒါအချက်၅ချက်နဲ့ဗောနော်အချက်၅ချက်နဲ့ဒါအာရခပြည်သူတွေကိုအချက်၅ချက်နဲ့ထုတ်ပြန်လာတယ်နံပါတ်၁ကတော့လူစုလူဝေးမလို့ဟုတ် အနံပါတ်2ကတော့ကျွန်တော်တို့ဆရာဆရာကြီးပြောခဲ့တဲ့အတိုင်းပဲည7နာရီခွဲနောက်ပိုင်းမှာအမီးအလင်းရောင်တွေမထွန်းဖို့အဲဆိုလိုချင်တာကတော့ဆရာကြီးပြောခဲ့လို့ပဲမီးမိတ်ဖို့အနောက်နံပါတ်3ကတော့ဒါအချိန်မတော်ဆူညံမှုတွေမလုပ်ဖို့ပေါ့နော်ဒါတွေလည်းထုတ်ပြန်လာတယ်ပြီးတော့နံပါတ်4ကလည်းနံပါတ်4ချက်ကတော့ဒါကိုယ့်အိမ်ကိုဒီဇိုင်းဧည့်သည်လာမယ်ဆိုလို့ရှိရင်ဒါအေဇင်းတိုင်ဖို့ပေါ့နော်အဲအဲဒီနိုင်ဖို့နံပါတ်5ကတော့ဒီကျန်တဲ့ရှေ့က၄ချက်ကိုဖောက်ဖျက်ကျူးလွန်မယ်ဆိုလို့ရှိရင်ဒါထိရောက်စွာ အရေးယူသွားမယ်ဆိုတော့ဟာလေးတွေ့ရတယ်ဗောနော်အဲ့တော့ဒါအရခပြည်သူတွေအနေနဲ့လဲဒါဒေါ်လာအစိုးရကထုတ်ပြန်ထားတဲ့ဒါအချက်၅ချက်ကိုလည်းစနစ်တကျလိုက်နာစေခြင်းလဲဗောနော်ဒါတွေကအသက်အန္တရာယ်စိုးရင်ရတာဖြစ်တဲ့အတွက်ဒါဟိုစစ်ကောင်စီကလည်းအချိန်မီးရုံးမာနိုင်တာဖြစ်တဲ့အတွက်ပြည်သူလူထုနေလဲတိတိကျကျလိုက်နာဖို့ဒါကျွန်တော်တို့ညီကုန်းတယောက်ကလည်းထပ်ပြီးတော့မှတိုက်တွန်းနေပါတော့။အဲ့တော့ဒီနံပါတ်1အချက်ဖြစ်တဲ့ကျွန်တော်တို့၈နာရီခွဲနောက်ပိုင်းမှာည၈နာရီခွဲနောက်ပိုင်းမှာမီးအလင်းရောင် များတဲ့ဟာတွေမထွန်းဖို့ဆိုတဲ့ဟာကဆိုင်ဒီလေရင်ကညဘက်ဆိုလို့ရှိရင်ဒီမီးအလင်းရောင်နဲ့ပတ်သက်ပြီးတော့မှဘလို့အန်ရီတွေပေးနိုင်လဲပေါ့နော်သူကအဲ့ဒီဟာနဲ့ပတ်သက်ပြီးဆိုင်နည်းနည်းရှင်းပြပေးပေါ့ဟိုပိုက်လော့တွေက night flying exercise လုပ်တယ်ပေါ့နော်ပုံမူ night night flying exercise လုပ်လို့ရှိရင်လေရင်ကိုကနေစတက်တာနဲ့ဥပမာကျွန်တော်တို့မင်္ဂလာတုံကွင်းကစတက်တယ်ဆိုရင်ဒါမီးရောင်တွေလိုက်ကြည့်လိုက်တာနဲ့အချိန်မှအောင်စေးရကျိုးတရာလာဒါမီးဒီမီးအလင်းရောင်ရဲ့ပုံစံတွေလိုက်ကြည့်တာပေါ့ ဒါဟိုပါပေါ့ဘယ်ဘက်မှာဆိုရင်ဒါရန်ကုန်မြို့အင်းရကန်လာဒီမီးအလင်းအောင်ညဘက်မှာတက်လိုက်ပိုက်လောကတက်လိုက်ပြီဆိုတော့အော်ဟိုကောင်းကင်ကိုလမ်းကြည့်ပြီးတော့အမတ်သားတွေကဒီမီးအလင်းအောင်တွေကိုပဲလိုက်ကြည့်တာလိုက်ကြည့်ပြီးတော့မှခုနဟိုဇေဒီတို့ဘာလို့ဆိုရင်ဒါခုနတရင်ကျွတ်ကာလာဆိုပါညာတေးကြတယ်ဘုံကကျွန်တော်တို့ကြွားတွေဘာတွေဆိုတာကိုတော်ပြေဖေရတို့ဘာတို့ကမိုးလင်းတဲ့အထိမီးထွန်းမှာတညာလုံးဒီဖျားစီဒီကိုမီးထွန်းနေဆိုတော့ဟိုလင်းဘွားကြည့်လိုက်လာတယ်တန်းတိတာတယ် ဒီဖျားတွေတော်တော်များများမိထွန်းတာဓာတွေအဲဖျားရဲ့အရှိဘကဘဲပါဒါဟိုကိုတော်ပြီဖျားဆိုရင်ဒါဒါတော့ညောင်ကန်ရွာဟိုဘက်ကကွင်းရဲ့ထိပ်ဘကညောင်ကုန်းရွာပေါ့အဲ့လိုရွာတွေရဲ့တင်ကေတာတွေကိုသူက night flight အိဆိုင်ဆိုင်လောက်ခရမှာဒီအောင်တွေကလွတ်ရပြီးသားအဲ့ကျတော့အဲ့မီးလင်းအောင်ဟိုအရန်အန်နေရှိပေါ့နော်နောက်ဟိုအရင်တော့လည်းကျွန်တော်ဒီအနာသိမှုဖြစ်စင်နောက်ပိုင်းเออโอ้อ่ะญาบัดเลจ้องไตไข่หมู่นี่หลุดลงอ่ะตอลันเยเยบ่ตะชู่ก็ပြောอ่ะบ่เนาะบลูแอฟแพ้เนี่ยญาบัดนี่มีไม่ท้อเนี่ย မီးတွေပိတ်ထားလာချိုးတို့ဘာလို့ဆိုဒါလာချိုးက TNN လေးကခုနဘုံဘူးတို့ဘာလို့ကျွန်တော်ပြောဘူးတယ်ညာဘက်တွေမီးပိတ်မီးဖွင့်ထားတာ ਨੇ ဘယ်မျိုးဘယ်စီဒီဆိုတာဒီပိုက်လောကဒီ night fly မှာခေါလုံးသူတို့ကမှတ်ပုံမတင်ပြီးသားမျက်လုံးကမှတ်ပုံတင်ထားရပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့လေရင်ကွင်းတွေမှာလည်းရှိတယ် location indicator ဆိုတာမင်္ဂလာတုံးလေရင်ကွင်းမှာပဲဖြစ်ဖြစ်တခြားလေရင်ကွင်းတွေမှာပဲဖြစ်ဖြစ်ညဆိုရင်ကျွန်တော်တို့က ဒီ queen ကိုတိအောင်လို့ပေါ့နော် queen ကိုတိအောင်လို့ဆိုပြီးတော့ location indicator ဆိုပြီးတော့360 degree ပတ်နေတဲ့မီး color ဇုံနဲ့အဲ့ဒီ wine ရလဲနေတာအဲ့ဒီ wine လဲလို့ရှိရင်လင်းရပိုက်လို့ရနေပြီးတော့ဟိုပါပေါ့ကောင်းကင်ရနေလှမ်းကြည့်လိုက်တာအဲ့ location indicator လဲနေတာကိုသိတယ်ဒီဘယ်တင်နေတာကတော့ဒါလင်းရင် queen ဆိုတာအဲ့လောက်အထိကိုနောက်တစ်ခုကတချို့အခုခေတ်နောက်ပိုင်းနေမှာဆိုတာကျွန်တော်တို့ဟိုစီဆိုင်ပန့်ဆိုင်နေမှာရှိတယ် ပန်းဆိုင်နေမှာဆိုလဲအဲ့လိုပဲ location indicator လေးတွေတက်တယ်ကာလာစုံတဲ့မီထိုးရဲ့ကာသမားတွေကဒီမီအောင်ဆိုရင်ဒါဘယ်နာပန်းဆိုင်ရဆိုတော့ညဘက်တွေမှာမီလင်းအောင်နေပဲဒီ location ကိုခွဲခြားတက်မှတ်တဲ့အတွက်ကြောင့်အဲ့ဒါကြောင့်အရခတက်တော်ကလည်းဒီထုတ်ပြန်ချက်ကတကယ်အရန်လိုအပ်လို့ပေါ့နော်တကယ်လဲကောင်းတဲ့ထုတ်ပြန်ချက်ပါပဲဟုတ်ဟုတ်ဆိုလိုချင်တာကတော့ဒါညဘက်မှာကျွန်တော်တို့ပုံမှန်မဟုတ်ဘဲနဲ့ ပုံမှန်တို့ဒါဟိုမှတ်သားထားတဲ့အလင်းရောင်မျိုးမဟုတ်ဘဲနဲ့ပုံမှန်လင်းနေကြအလင်းမျိုးမဟုတ်ဘဲနဲ့ညဘက်မှာမိထုံပွဲတော့လုပ်ပြီးတော့မှအလင်းရောင်တွေပါတယ်များပြီးတော့မှလူစုလူဝေးလုံနေတဲ့ဟာမျိုးတွေ့လို့ရှိရင်တော့ဒါတာဂက်ပဲဆိုပြီးတော့မှဒါဘုံကျဲသွားနိုင်တဲ့အနေထားမျိုးပေါ့နော်ဒါအသက်အန္တရာယ်နဲ့ဆိုရင်ရတာဖြစ်တဲ့အတွက်ဒါမိထုံတဲ့ဟာဒီဟာဒီနေရာနေမဟုတ်ပါဘူးဒီရက်မှာမဟုတ်ပါဘူးကျွန်တော်တို့ညဘက်တွေဒီတိုင်းပဲကျွန်တော်တို့ဒါဒွန်လိုင်းတက်ဖွဲ့တွေမနေရသလိုရှိရင်ဒါကွန်တိန်နိုက်တို့ ਨੇ ပြောတဲ့ အထဲထဲမှာပါတယ်ပေါ့နော်သူဆွန့်လွတ်ခဲ့ရတဲ့စခန်းဆိုလို့ရှိရင်တဲပေါင်း30 40လောက်ရှိတယ်ဆိုတော့ပါတယ်ပေါ့နော်အဲ့တော့ဒီတဲပေါင်း30 40လောက်ဆိုလို့ရှိရင်ညဘက်မှာမီးထွန်းကြလို့ရှိရင်တော့ဒါအဲ့နေရာကြီးကအပေါ်ကကြည့်လို့ရှိရင်ဒါဟိုဟာဖြစ်သွားမှာပေါ့အဲ့တော့ဒါရန်သူကလည်းဒါစစ်ကောင်စီကလည်းဒီနေရာကိုဒါဟိုကျွန်တော်တို့ဘယ်လိုပြောရမလဲတော်လိုင်းတပ်ဖွဲ့တွေရှိတဲ့စခန်းမှန်းဒါခံမှန်းသွားလို့ ရတယ်ပေါ့နော်အဲ့တော့တော်တော်လိုင်းတက်ဖွဲ့တွေကနေမယ်ဆိုလို့ရှိရင်တော့မှညပဲဆိုလို့ရှိရင်တော့လူစုလူဝေးခွဲပြီးတော့မှဟိုတနေရာမှာမီးတလုံးလောက်ပဲဒီလိုမျိုးအရေးကြီးတဲ့လူလောက်ပဲမီးထုံးတာမျိုးတို့ဘာတို့ပေါ့နော်ဒီလိုမျိုးလေးတွေမီးထုံးလို့ရှိရင်လည်းကျွန်တော်တို့အပေါ်ကနေဒါဟို ပုံဖြတ် ဖုံးခွဲတဲ့ဟာလေးတစ်ခုခုအုပ်ထားတင်တယ်ဗောနော်အပေါ်ကနေပြီးတော့ကျွန်တော်တို့မိုးကသားအပေါ်အလင်းမပေါက်တဲ့မိုးကသားမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်အကိုင်းခဲအရွက်တွေခုတ်ပြီးတော့မှတင်ထားတာမျိုးပဲဖြစ်ဖြစ်ဒါမျိုးလေးတွေလုံးလုံးတင်တယ်ဆိုတာလေဒါကျွန်တော်တို့ကအကြံပြုကျင်တယ်ဗောနော်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့လေဒါအခုနောက်ပြောမယ်နောက်တစ်ချက်ကလည်းဒါနဲ့ပတ်သက်ပြီးတော့ဒါညှိစွန်းတယ်ဗောနော်နောက်တစ်ချက်ပြောပြပါအောင်ကြိုက်အဲ့နောက်တစ်ခုကလည်းပုံကတန်းဟိုပါပေါ့ကျွန်တော်တို့2025ခုနှစ်ပေါ့နော်ဇန်နဝါရီလအနေကြီးမှာ7လပါလာအတွင်းဟို ဒါစစ်တပ်ရဲ့ခုနလေချောင်းတိုက်ခိုက်မှုရေချောင်းတိုက်ခိုက်မှုနောက်နောက်တစ်ခုကလက်နက်ငယ်လက်နက်ကြီးပေါ့နော်နောက် drone တိုက်ခိုက်မှုကကျွန်တော်တို့ရတားပြည်သူတေဆုံးမှုနဲ့ဒဏ်ရာရသူကတော့ကျွန်တော်တို့465ဦးရှိတယ်ပေါ့နော်အဲ့ဒီထဲမှာမှခုနလိုလက်နက်ငယ်လားလက်နက်ကြီးလားနောက်ခုနရေချောင်းပစ်ကူလားအဲ့ဒီအဲ့ဒါတွေကဟိုတေဆုံးမှုနည်းပြီးတော့မှအများဆုံးတေဆုံးမှုနာလေချောင်းတိုက်ခိုက်မှုပေါ့နော်ဒီလေနဲ့ဘုံကျဲတိုက်ခိုက်တာ ျွန်တော်တို့ဒီစက်တင်ဘာလပေါ့ဇန်နဝါရီလနေပြီးစက်တင်ဘာလအတွင်းကိုလေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးတဲ့ဥယျာအယောက်190ရှိတယ်တေဆုံးတဲ့လူကဒဏ်ရာရတဲ့သူကတော့ကျွန်တော်တို့256ယောက်ရှိတယ်ပေါ့နော်ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့လေဒါရခိုင်ပြည်နယ်တပီနယ်ထဲမှာပဲเนาะရခိုင်ပြည်နယ်တပီနယ်ထဲမှာပဲကျွန်တော်တို့ဒါကြောင့်မလို့လေအရခတ်တော့အေကဒီထုတ်ပြန်ချက်ကိုဒါရေးတကြီးထုတ်ပြန်တာဗောနော်နောက်ပိုင်းမှာလည်းဒေသန္တရအမိန့်တွေထပ်ပြီးတော့မှာ အထုတ်လာလေဦးမယ်လို့တော့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒါအရေးကြီးလာပြီ။အခုဆိုဒါကိုးလာတာကာလအတွင်းမှာကျွန်တော်တို့ဒါစစ်ကောင်စီရဲ့လက်နက်ဒဏ်ကြောင့်ပေါ့နော်။စစ်ကောင်စီကရုံးမာတဲ့အတွက်ကျွန်တော်တို့တေဆုံးသူ184ဦးရှိပါတယ်။ရခိုင်ပြည်နယ်အတွင်းမှာကိုဒါဒဏ်ရာရသူ281ဦးစုစုပေါင်း465ဦးရှိပါတယ်။465ဦး။အဲ့465ဦးမှာကျန်တဲ့ကျွန်တော်တို့ရေရေချောင်းအပစ်တာတို့ drone နဲ့ပစ်တာတို့လက်နက်ကြီးတို့လက်နက်ငယ်တို့က နေပါပြီးတော့မှကျွန်တော်တို့နောက်ဆုံးလေချောင်းပေါ့နော်လေရင်နဲ့ဘုံကျဲတာကကျွန်တော်တို့ဆရာကြီးတင်ပြခဲ့သလိုပဲကျွန်တော်တို့တေဆုံးသူ190တောင်ရှိတယ်ဗျာနော်ဒဏ်ရာရသူ250နဲ့6ဦးထိရှိတယ်ပေါ့နော်အဲ့အဲ့ဒီအတွက်ကျွန်တော်တို့ဒါဟိုဒဏ်ရာရသူ281ဦးမှာလေရင်နဲ့ဘုံကျဲလို့က256ဦးရှိတယ်နော်တေဆုံးသူ184ဦးမှာ လေရင်နဲ့ဘုံကျဲလို့တေဆုံးတာက180တောင်ရှိတယ်ပေါ့နော်အဲ့ဒီအတွက်လဲကျွန်တော်တို့လေချောင်းအန်နီယေပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ private 24နဲ့ပတ်သက်ပြီးတော့လဲဒါကျွန်တော်တို့အရင်တစ်ခေါက်ကလည်းသုံးဆွဲဖို့ဆိုတဲ့ဟာကျွန်တော်တို့ပြောခဲ့ပြီးသွားပြီပေါ့နော်အဲ့တော့ဒါ flight radar 24ပေါ့နော်ဒါလေးကိုလဲကျွန်တော်တို့ဒါအမြဲတမ်းပြည်သူလူထုအနေနဲ့လဲအမြဲတမ်းစောင့်ထားတင်နေဖုန်းထဲမှာထားပြီးတော့မှလေရင်တန်းကြားပြီးဆိုတော့လဲကျွန်တော်တို့ဒီ flight radar 24ကိုဖွင့်ကြည့်လိုက်လို့ရှိရင်ကိုကိုရဲ့ location နေရာမှာအပေါ်မှာလေရင်ပြန်နေတဲ့ အမှတ်သားလေးမရှိဘူးဆိုလို့ရှိရင်ဒါချစ်ကောင်စီကဘုံကျဲဖို့လာတဲ့လေရင်ဖြစ်တယ်ပေါ့နော် ကျွန်တော်တို့ fly radar 24ကိုဒေါင်းမယ်ပေါ့နော်ဒေါင်းပြီးွားလို့ရှိရင်ဖွင့်လိုက်မယ်ဒါ line လဲဖွင့်တာမယ်ပေါ့နော် line လဲဖွင့်တာလို့ fly radar 24ကိုဖွင့်လိုက်ပြီးဆိုတာနဲ့ဒါကျွန်တော်တို့လက်ရှိကိုယ့်ရဲ့နေရာပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာစက်ပြကလေးပြနေတာကဒါကျွန်တော်ရဲ့နေရာလို့ဥမာထားပါတော့ဒါကျွန်တော်ကဒီမှာသူ့ ဒီမှာအပေါ်မှာမြားလေးပါတယ်ပေါ့နော်အဲ့ဒီမြားလေးမှာဒီကောင်နှိပ်လိုက်တာ ਨੇ သူက location ကိုသွားပြီးပြတယ်ပေါ့ဒါ location ပြတယ်အပိုင်းပေါ့နော်ဒါ location ကိုကိုနေရာကိုပြတယ်အဲ့တော့ကိုနေလေးရန်ကြပြီဆိုကိုနေရာကိုထောက်လိုက်တာ ਨੇ ကိုရဲ့ခေါင်းပေါ်မှာလေရင်ရှိလားအခုဆိုရင်ဒါမရှိဘူးပေါ့နော်မရှိဘဲနဲ့အတန်ကြားနေပြီဆိုတာစစ်ကောင်စီရဲ့လေရင်ဖြစ်တယ်ပေါ့နော်အဲ့ဒါအဲ့ကောင်ကိုကတထုံအားထောက်လိုက်တယ် တထုံသွင်းကိုဒီအနာပေါ့နော်ဒီနာကထောက်လိုက်တယ်ထောက်လိုက်တဲ့အချိန်မှာလင်းရကုလိုမျိုးတွေ့ပြီဆိုလို့ရှိရင်ဒါထောက်ကြည့်လိုက်တာနဲ့ဒါဒါရန်ကုန်ကနေဘယ်ကိုသွားနေတဲ့လေချောင်းလိုက်ပါမျိုးစားပါညာဆိုပြီးတော့သူကဘယ်နေရာရောက်ရင်ဘလို့ queries ပြီးတော့မှဘလို့သွားမယ်ဆိုတဲ့ပုံစံမျိုးပေါ်တယ်ပေါ့နော်အဲ့တော့ကိုယ်ခေါင်းပေါ်မှာလေရင်တန်းကြားနေတယ်ဒီ flight radar မှာလည်းအဲ ကိုကဖွင့်ကြည့်လိုက်တဲ့အချိန်မှာလေရင်မပေါ်ဘူးဆိုလို့ရှိရင်တော့ဒါစီကောင်စီရဲ့ဘုံကျဲလေရင်ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကလည်းဒါဟိုဒါကတော့ပြောရှင်းစရာတည်ရင်ပေါ့နော်ဟိုမင်းအောင်လိုင်းကမန္တလေးတက်ကတော်နှစ်တရာပြည့်အတွက်လာတာပေါ့နော်လာတဲ့အချိန်မှာပဲခုနမေမျိုးကနေဒီမှာကျွန်တော်တို့နန်းတွင်တဲ့လယ်ပိုင်းတဲ့စစ်ဌာနချုပ်တဲ့ကိုခိတ္တနားခိုမယ်ဆိုတဲ့တည်ရင် information ရလို့ VWN နေဒီမှာ short တိုက်တော့နှလုံးနဲ့ ပြက်ခတ်တိုက်ခိုက်တာဗောနော်အဲ့ဒါမစ်ရှင်ဆိုရင်ဒါ46ဟုတ်46ကျင်းမြောက်ဆိုတော့တော်တော်လေးဟိုသဘောကျသွားတဲ့အရင်ဆိုရင်သူကခီးစင်လာလို့ရှင်ဘုံကခုနကျွန်တော်တို့ဒီ DSC တန်တန်းဆင်းပွဲတို့ဘာလို့ဆိုရင်ဒါနီးစကန်လေးစိတ်မှာလေးနဲ့ဆင်းဆင်းပြီးတော့မေမျိုးတို့ဘာတို့မှာညာအိတ်ပြီးတော့မနှက်ခင်းကြမှာဒီတန်တန်းဆင်းပွဲတက်တာမျိုးဗောနော်အခုလဲဒါနန်းတွင်ထဲမှာအခုမနှက်ခင်းမှာလာသလားဒါမှမဟုတ်နန်းတွင်ထဲမှာပဲသူညာအိတ် တဲခိုသလားပေါ့နော်အဲ့ဒီ information ကိုရတာနဲ့ဒါ short ride တုံးနှလုံးနဲ့ပြက်ခတ်တိုက်ခိုက်တာပေါ့ဟုတ် short ride တုံးနှလုံးနဲ့ပြက်ခတ်တာတော့ဒါကျွန်တော်တို့အလဲပိုင်းတိုင်းစစ်တာနာကျုပ်ပေါ့နော်ဒါမန္တလေးနန်းတွင်းတွေကိုဒါကြောက်ရောက်ပောက်ခွဲတယ်ပေါ့နော်ဒါခွေးထိခိုက်မှုကတော့အဲ့တော့တိတိကျကျမင်းအောင်နိုင်နေရာကိုတိတိကျကျကြမလားဆိုတော့လေတိတိကျကျတော့မကြနိုင်ဘူးပေါ့နော်မကြနိုင်ဘူးဆိုတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ short ride ဒုံအကြောင်းလေကျွန်တော်တို့ရှင်းပြထားတယ်ပေါ့နော်ကျွန်တော်တို့က short ride ဒုံကမီတာ9000ပြေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့မီတာ9000အကွာမှာ အဲကျွန်တော်ဂန်းကိုထားရမယ်ပေါ့နော်ထားပြီးတော့မှကျွန်တော်ရှော့တိုက်ရမယ်အဲ့တော့ target ကိုတွက်မီတာ9000နဲ့သွားမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ရာသီဥတုအရာတို့လေတိုက်နှုံးအရာတို့တခုခုလေးပြောင်းလဲသွားပြီးတော့မှဒါကျွန်တော်တို့ဟို target ပေါ်တဲ့တဲ့အဲမကြနိုင်တာလည်းရှိရောတာဂက်ပေါ်တဲ့တယ်မကြနိုင်ဘူးဆိုတာကတဲ့တယ်မကြနိုင်တဲ့အတွက်လည်းကျွန်တော်တို့ short tight တုံးကဘလို့နေရာမျိုးတွေကိုလှုပ်လဲဆိုရန်သူရဲ့ area အခြေကြီးရှိတဲ့နေရာကိုပဲရွေးပြီးတော့ လောက်တာများတယ်ဗောနော်ကျွန်တော်တန်တောင်ကြီးတို့ပြီးရင်တောင်ကြီးလေးလေရင်ခွင်းတို့ပြီးလို့ရှိရင်ကျွန်တော်တာပါခါရဲတို့အဲ့လိုမျိုးဗောနော်ရွေးပြီးတော့မှသူကဧရိယာအကျယ်ကြီးရှိတဲ့နေရာကိုကျွန်တော်လဲလဲငယ်လို့တခြားစနစ်တရချိန်ရွယ်ပြီးတော့မှခေါင်းဆိုခေါင်းဖင်သွဖင်ချိန်ပြီးတော့မှပြစ်လို့အဆင်မပြေဘူးဗောနော်မပြေတဲ့ခါကျတော့သူက short ride တုန်းကတော့အဲ့လိုမျိုးလောရတာဖြစ်တယ်ဒါကဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒါမင်းအောင်နိုင်ရောက်နေတဲ့အချိန်မှာပြစ်ခတ်နိုင်တာကဒါကြီးမားသောအောင်မြင်မှု တရလို့ပြောလို့ရတယ်ဒါ main online ကိုလည်းချင်းချောင်းနိုင်တယ်ဗောနော် main online ဟိုနေရွက်ကိုတရေးဆွတ်လိုက်နိုင်တဲ့ဟို mission တခုလို့လည်းပြောလို့ရတယ်ဒါကြောင့်မလို့ဒါ BWN အဖွဲ့သားတွေကိုလည်းဒါကျွန်တော်ဂုံယူပါတယ်ဗောနော်ဒါကျေးဇူးလဲတင်ပါတယ်ဗောနော်တိတိကောင်းတယ်ဒါ mission တွေလဲဒါ mission 48 48တွေနောက်ထပ် မရှိပေါင်းများစွာထပ်ပြီးတော့မှလုံနိုင်ပါစေဆိုတာလေကျွန်တော်တို့ကဒါစုမုံအောင်တောင်းနေပါတော့နော်ဟုတ်ကျွန်တော်တို့ကဒါဟိုဘလိုပဲဖြစ်ဖြစ်ဘုံကသူကနန်းတွင်းလေးကိုရောက်နေတယ်ဆိုရင်သူပြက်ခတ်တိုက်ခိုက်လိုက်လို့ခုနကလောနန်းတွင်းလေးကိုကြရတယ်ဆိုရင်ပဲထိထိမထိထိသူသူစိတ်ထဲမှာတော့ကြောက်ခရဖြစ်သွားမှာပဲဟောတော့ဘလိုပဲဖြစ်ဥပမာနန်းတွင်းထဲမှာညာအိတ်တယ်ဆိုရင်ဒီကောင်နှခင်းဟို6နာရီကျော်လောက်ကပြစ်တယ်ဆိုကြတဲ့မှာဒါ မျက်နာတော့တက်ရမှာမဟုတ်ဘူးလမ်းလမ်းပြန်ပြီးတော့ဗောနော်ခုနချီချီပါကျင်တော့ချီပါကျင်တော့ရောက်တိုင်းပြီးတော့ပဲအထွက်ပြေးသလားချီပါကျင်တော့ရောက်ပါမယ်လေးတွေတောင်မှနော်ဗီဒီယိုလေးရိုက်တိုင်းတော့မှပြန်မယ်ပြန်မယ်ပြန်မယ်ဆိုပြီးတော့မှမြန်မြန်လှုပ်သွားမယ်နေသားမျိုးဗောနော်အဲနောက်တစ်ခါကဆိုင်နောက်တရင်တစ်ခါတော့ကျွန်တော်ဒါစစ်မှုရာပတ်စဉ်14ပေါ့နော်စစ်မှုရာပတ်စဉ်14ကဆိုလို့ရှိရင်ဒါအဲတို့စစ်မှုရာတပတ်စဉ်လုံးမှာတွတ်တွတ်မယ်ဆိုလို့ရှိရင်ဒါအဲတည်ဆုံးမှု ဒါပတ်ဆပါဘောနော်တည်ဆုံးမှုကြီး900ကျော်ွားပြီဘောနော်900ကျော်ွားပြီ200ကျော်ွားတော့ကျွန်တော်တို့ဒါဆေးရုံတယောက်ကုသနေရတယ်ဆိုတာလဲဒါတရင်ရတယ်ဘောနော်အဲ့တော့ဆေးရုံတွေမလောက်ဘူးဘောအဲ့ဒါဟိုဆေးရုံပို့อ่ะဒီဆေးရုံပို့อ่ะအခု၄ခေကောင်မှာဆိုလဲအများကြီးဆေးရုံတင်ငန်းကြီးတော့မာလဲသူတို့ခြေတန်းတက်ဆွဲมาဘောနော်အဲ့ဒါကုသနေရတဲ့ဟာတွေလဲဒါတော်တော်များများတွေ့ရတယ်ဗောနော်ဒီတိုင်းမဲ့ဒါအစမှုတန်းပတ်စဉ်14ကအခုလိုမျိုးဖြစ်နေပြီဆိုတဲ့ဟာလေဒါသူတို့ရဲ့ သားသမီးတွေပါသွားတဲ့ဒါမိမိဘတွေကယင်ဖွင့်လာတဲ့ဟာတွေလဲတရင်ထွက်လာတယ်ဗောနော်တရင်ထွက်လာအဲ့တော့ကျွန်တော်တို့ကအဲ့ဒီတရင်လေးတွေ့တဲ့အချိန်မှာဘာသွားတွင်းပြီလဲဆိုတော့ကျွန်တော်အပတ်စဉ်73မှာဒါခမားတို့ပြောတဲ့ပြည်သူကိုဂျင်းထဲတာဗောဗျာပြည်သူကိုဂျင်းထဲတာဘောမပြည်သူကိုဂျင်းထဲတာကျွန်တော်တော်လှန်ပြည်သူကတော့ဂျင်းထဲလို့မရဘူးဗောနော်စစ်ကောင်စီပြောသမျှကျွန်တော်တို့ကအကုန်လုံးလုံးဝယုံကြည်စရာအကြောင်းမရှိဘူးဆိုပြီးတော့မှနေလာတဲ့လူတွေဖြစ်တဲ့အတွက်ဘောမပြည်သူတွေကိုဘာဂျင်းထဲထားလဲဆိုတော့ဒါရဲဝင်းဥသား ်ကောဟုတ်ရဲဝင်းသူသားတင်တန်းတက်ထားပြီဗောနော်တင်တန်းတက်ပြီအဲ့တော့ဘယ်ရှိတဲ့မှာစစ်ထွက်တိုက်နေလဲသူသားကရောင်ပြားလေးပဲစစ်တက်ထဲကိုထည့်လိုက်တာနော်ဥရွှေမန်းသားဘိုးတင်တန်းလာတက်တယ်ဒါပေမဲ့ယာရုကြီးမရောက်ဘူးတာဝန်ကြီးလောက်တာဝန်ထမ်းဆောင်ပြီးွားရင်ဟန်ပြပါဗောနော်ထွက်သွားတယ်ဟုတ်နော်ဒီတိုင်းမဲ့ကျွန်တော်တို့ကြံတဲ့ဗိုလ်ချုပ်တွေရဲ့ သားတွေလည်းကျွန်တော်တို့ဒါဘိုလောင်းတော့ဆိုလို့ရှိရင်ကျွန်တော်တို့တွေးဘူးတယ်ဗောနော်ဘိုလောင်းတော့ဆိုတွေးဘူးတယ်သူတို့သူတို့ ခန်းဆိုလို့ရှိရင်ဒါနီးပြနေတော့မလာရဲဘူးဟိုမှာမဖြစ်ရဲဘူးအပြစ်လည်းမပေးရဲဘူးပြဿနာလည်းမရှာရဲဘူးเนาะညဘက်အပြင်ခိုးထွက်လည်းပဲအဲ့ဒီဘိုလောင်းအေးစစ်စစ်ပဲအဲဒါဟိုကပြဿနာအရှာမခံရဘူးပေါ့เนาะဘိုချုပ်တားတွေကျွန်တော်တန်ချက်ကညှို့မှုသားတို့ဘာတို့ကျွန်တော်အဲ့တော့နာမည်တွေမေ့နေလို့နာမည်တော့အဲ့တန်ချက်ကညှို့မှုရဲ့နာမည်ကိုမေ့နေလို့ဟိုဘိုလောင်းနာမည်တော့တိတယ်ပေါ့เนาะဒါတော့ထားလိုက်တယ်ပေါ့အဲ့ဒီလူတွေဆိုလို့ရှိရင်ဒါဟိုအဝဘောင်းကနေတော့အဆောင်ဘောင်းကနေတော့မိုက်နဲ့អော်တယ်သူကဘိုလောင်းကဟုတ်တေးဘူကြီးကို မိုင်းနဲ့អော်တာဟာဘူကြီးကျွန်တော်အပြင်ထွက်တာကျွန်တော်ရေးယူမှာလားရေးယူမှာဆိုယူပါအချုပ်ဥချုပ်တဲ့ထဲမှာဆိုရင်ထည့်ပါဒါအချုပ်တဲ့ထည့်ပြီး3မိနစ်မကြာဘူးကျွန်တော်အဖေပြန်လာထုတ်ပါလိမ့်မယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ဒီရက်စီကြောင်းအုပ်ကဗိုလ်မှူးချုပ်ပဲရှိသေးတာကိုအခုမှနောက်မှဗိုလ်ချုပ်ပေးလိုက်တယ်အွန်လိုင်းတွေလက်ထက်ကြမှာစပြီးတော့မှဗိုလ်ချုပ်စပေးရအောင်အရင်တော့ဗိုလ်မှူးချုပ်ဒီရက်စီကြောင်းအုပ်ကြီးကဗိုလ်မှူးချုပ်ပဲရှိရဲသူ့ဖေကဗိုလ်ချုပ်ဗိုလ်ချုပ်ဆိုတဲ့အခါကျတော့သူ့ ရဲ့အငယ်ကိုအငယ်ဆိုတော့ဒါလှမ်းပြီးတော့ပြောလိုက်ရင်အေးညီလေးငါငါသားတော့ဟိုမှာကျန်တဲ့နီးနဲ့ဆုံးမလိုက်ပါကွာချိုရဲရတော့မဆုံးမနဲ့လို့တော့မဆိုလိုပါဘူးပါကြီးကောင်းအောင်တော့ပြောပါပေါ့အဲ့တော့တေးဘိုးကြီးကလုံးဝအဲ့ဒီအတိုင်းကြီးကိုလည်းမကြားချင်းအောင်ဆောင်နေအဲ့လိုမျိုးဟိုဟာဖြစ်တဲ့ဘူလောင်းမျိုးကအကြုံမှုတယ်ပေါ့နော်အဲ့တော့ဒါဒါတော့ဟန်ပြလို့ကျွန်တော်ဆိုလိုချင်တာသူတို့တင်နန်းကိုရောက်လာလဲပဲတင်နန်းသားကဲ့သို့သူတို့မနေရဘူးတင်နန်းသားကဲ့သို့ခက်ခဲပင်ပန်းမှုဒဏ်တွေကို မခံစားရဘူးအဒီတိုင်းမဲ့ရဲဝင်းဦးသားကဘယ်နဲ့ဘယ်တော့ကဗိုလ်ချုပ်ကြီးဒီဟိုဟာဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့သားကတော့ကျွန်တော်တို့ဘယ်ခြေတန်းမှာထွက်ပြီးတိုက်နေပါပြီဘလို့များဟိုဟာဖြစ်နေပါပြီဆိုတဲ့ဟာကိုဘယ်ဘောမှာဘယ်လော်ဘီကတင်မှုလို့လဲပေါ့နော်အဲ့တော့ခင်ဗျားတို့တာသမီတွေပါသွားတဲ့တာသမီတွေပဲရှေ့မှာစစ်ထွက်တိုက်ရမှာခင်ဗျားတို့အဲ့ဒါကိုနားလဲပါတော့သဘောပေါက်ပါတော့နော်ပြည်သူစစ်မှုတန်းဥပဒေကနေရအောင်ရှောင်လွှဲကြပါတော့ဆိုတဲ့ဟာကျွန်တော်တို့ကအမြဲတမ်းပြောတာရှာတွေလည်းပြပါတယ် ရှာလဲအတက်မှာတက်ပါပြီပေါ့နော်ဒါတောက်လျှောက်ပြောနေရတဲ့ဟာကျွန်တော်တို့ကပြည်သူချင်းကိုချင်းစားတဲ့အတွက်ကျွန်တော်တို့ကပြောပြနေတာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဟိုတစ်ခေါက်ပြောခဲ့တဲ့ဟာလို့ပဲလူငယ်တွေကတက္ကသိုလ်မှာတွေ့ရမယ့်အချိန်မှာဆင့်မြေပြင်မှာတွေ့နေကြတဲ့လုံရက်တွေကိုဒါဒီလိုမျိုးဖြစ်အောင်လို့အတင်းဇိုးတင်းတွတ်တွင်းနေတဲ့ဒါစေအာနာရှင်ကိုဒါခင်ဗျားတို့ကျွန်တော်တို့မှဝိုင်းမတိုက်လို့ရှင်ဒီစေအာနာရှင်ကတော့ကဘာကြီးရှိနေတဲ့အချိန်အထိ တက်ဆိုးရှင်နေရောမှာပဲဆိုတော့ပြောကြရင်လည်းကျွန်တော်တို့ဇကဝိုင်းလေးကိုညီကုန်းချုပ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်